ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့ရဲကနာမည်ဆိုးနဲ့ကြော်ကြားတဲ့ KK Pack တဲ့ကိုစစ်တပ်ကဝင်ရောက်စီးနှင်းရှင်းလင်းခဲ့ကြောင်းစစ်ကော်မရှင်က အော်တိုဘာလ19ရက်နေ့ညပိုင်းမှာထုတ်ပြန်လာပါတယ်။ဝင်ရောက်စီးနှင်းချင်း KK Pack အတွင်မှာ ထူးခြားလက္ခဏာများမတွေ့ရပဲအလုတ်သမား2198ဦးတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်တက်ဆင်ထားတဲ့ Starlink ဆလောင်းအစုံ30နဲ့ ဆက်ဆက်ပစ္စည်းတွေကိုတိမ့်စီရမိခဲ့တယ်လို့စစ်ကောင်မရှင်ကပြောပါရတယ်။အဲ့ဒီအလုံသမား2198ဦးကို KK Pack ထဲမှာရှိတဲ့တိုက်ဂိုဒေါင်အဆောက်အုံတွေနဲ့စေပေကန်နှခံစတဲ့နေရာတွေကနေတွေ့ရှိခဲ့တာလို့ဆိုပါရယ်။အလားတူ KK Pack ဝင်းနေကအဆောက်အုံတွေဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ရဲ့တရားဝင် ခွင့်ပြုမိတ် မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခရီးသွားလာရေးအရာဆောက်လုပ်ခွင့်ခွင့်ပြုမိန့်နေနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းတွေစစ်ဆေးတွေ့ရှိတာမျိုးမရှိခဲ့တဲ့အပြင်တပ်ဆိုင်ရာတာဝန်ရှိသူတွေကို စင့်ခေါ်ရမှာလေလာရောက်ခဲ့ခြင်းမရှိတာကြောင့်အရေးယူမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်စစ်ကော်မရှင်အနေနဲ့လေးကီကော်မြို့တစ်ကိုတိုက်ခိုက်သိမ်းပိုက်ရမှာအော်တိုဘာလ9ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတိုက်ခိုက်စဉ်မှာ KK ပတ်ကိုလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ KK Pack ဟာ အရှိတောင်အာရှရဲ့နာမည်ဇိုးနဲ့ကြော်စောသတင်းအထွတ်ဆုံးစိုက်ဘာငွေလိန်ခြံကြီးတွေထဲကတစ်ခုဖြစ်ပြီးအဆိုပါငွေလိန်ခြံကြီးဟာမြန်မာစစ်အုပ်စုကိုကဲမှုအောက်မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF နဲ့ဆက်နွယ်နေကြောင်း Justice for Myanmar GFM က ပြီးခဲ့တဲ့မတ်လ6ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ဒါအပြင်ထိုင်းမြန်မာနယ်စပ်ကြားဖြန့်လုပ်ငန်းတွေမှာ Starlink Internet ကိုအသုံးပြုလုပ်ကိုင်နေကြောင်းတွေ့ရှိချက်များကြောင်း American လွှတ်တော်ကော်မတီကစတင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လာခဲ့ပြီးနောက်မြောက်ပြည်မြို့နယ်နေရာတချို့မှာ Starlink Internet အသုံးပြုမှုများပြတ်တောက်မှုဖြစ်ပေါ်ခဲ့သလိုအခုလိုစစ်တပ်က ဝင်ရောက်စီးနှင်းမှုများပြုလုပ်လာခြင်းလည်းဖြစ်ပါတယ်။ ယုဒယမြန်မာစစ်ပွဲအတွင်းအင်းဝကိုတုံပန်းဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့အယုဒယသားတို့ရဲ့အမျိုးဆက်တွေဟာနှစ်ပေါင်း260ကြာပြီးမှဘိုးဘွားဘီဘီတွေရဲ့မြေကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း260ကြာကစင်ဖြူရှင်လက်ထက်အယုဒယကနေမြန်မာကိုတုံပန်းဖြစ်ခေါ်ဆောင်ခံခဲ့ရတယ်အယုဒယသားတွေရဲ့နောက်ဆုံးကြံရှိတဲ့မျိုးဆက်အဆက်အနွယ်ဝင် ဖြစ်တဲ့အဖွားဒေါ်တင်ထွေးဟာ သူ့ရဲ့ဘိုးဘွားမျိုးကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။1968ခုနှစ်အယုဒ္ဓယသိမ်းပိုက်ခံရပြီးနောက်ပိုင်းမြမရောက်မျိုးဆက်တွေပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိတာဖြစ်ပြီးစုခါရွာသားတွေရဲ့အိမ်ပြန်ဆိုတဲ့အစီအစဉ်နဲ့ရောက်ရှိလာတာပါ။ပြန်လည်တွေ့ဆုံရေးအစီအစဉ်ကိုထိုင်းသမိုင်းပညာရှင် ပန်နာပတ်ခန်နူအန်ကစီစဉ်ခဲ့တာဖြစ်ပြီးမန္တလေးတိုင်းမတရားမြို့နယ်စုခါရွာမှာအဖွားတော်တင်ထွေဟာတခြားမျိုးဆက်တွေနဲ့အတူအယုဒ္ဓယကိုပြန်လည်ရောက်ရှိလာပါတယ်။ အသက်83နှစ်အရွယ်အဖွားဒေါ်တင်ထွေဒေါ်တင်ညွန်ရွာလူကြီးဦးစော်ဝင်းနဲ့ရွာကကျောင်းနိုင်ဆရာတော်တို့ဟာမြမကိုခေါ်ဆောင်ခံရတဲ့ထိုင်းမျိုးဆက်ရဲ့80ဆက်မြောက်မျိုးနွယ်တွေဖြစ်တယ်လို့သိရပါတယ်။ပထမဒုတိယတတိယမျိုးဆက်တွေကဒီဆက်ကျောင်းပုံမြင်တွေကိုအစစ်စစ်လက်စစ်ကန်ခဲ့ပေမယ့်အခုလက်ရှိမျိုးဆက်ကတော့သူတို့ဘိုးဘွားတွေစီကတိုက်ရိုက်ကြားခွင့်ရတဲ့နောက်ဆုံးမျိုးဆက်လို့ဆိုနိုင်တယ်လို့သမိုင်းပညာရှင်မစ္စတာပန်နာပတ်ကပြောပါတယ်။ ဒီခေတ်မှာငယ်ရွယ်တဲ့မျိုးဆက်တွေရဲ့အသီးကမိမ့်မိန်လာပြီးသူတို့အားလုံးဟာဗမာရီဖြစ်လာကြတယ်။ဒီရွာသားတွေဆိုရင်သူတို့ရွာကနေ30ကီလိုမီတာတသာလောက်ပဲဝေးတယ်။အနီးအနားမျိုးတွေစီကိုတောင်သိမ့်မသွားနိုင်ကြတာကြောင့်ဒီခရီးကသူတို့အတွက်အိမ်မက်တစ်ခုထပ်ပိုးပါတယ်လို့မစ္စတာဘနာပတ်ကပြောပါတယ်။မြမပြီးွားထိုင်းမျိုးဆက်တွေဟာအော်တိုဘောလာ18ရက်နေ့နဲ့18ရက်အတွင်းအယုဒ္ဓယာမြို့ကိုပြန်လည်လဲပတ်ခဲ့ကြပါတယ်။ သမိုင်းပညာရှင်မစ္စတာဘနာဘတ်ကဒေါတင်ထွေးတို့ကိုစောပြီးအလဲခေါ်ခဲ့ခြင်းပင်မယ်။စာရွက်စာတမ်း၊ပတ်စပို့ကိစ္စတွေကြောင့်နှောင့်နှေးခဲ့ရတယ်လို့ပြောကြားထားပါဗျ။ထိုင်းနိုင်ငံကင်ချနာဘူရီခရိုင်ထောင်းဖာဖုံမြို့နယ်ထားခနုံတိုက်နယ်တဲကဘာဟန်လန်ရွာတုပ်ထဲမှာအော်တိုဘာလ19ရက်နနက်9:00ခွဲခန့်အချိန်မှာ နေဆက်မှတရားမဝင် ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုနေမြေလုံခြုံရေးပူးပေါင်းအဖွဲ့ကဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။တရားမဝင်လုပ်သားတွေဟာထားခနုံမြို့နယ်မှာရှိတဲ့တော်တွင်တနေရာမှာပုံအောင်နေကြကြောင်းကချနာဘူရီပြည်နယ်အုပ်ချုပ်ရေးမှူးအထူးဆိုင်ထရာကသတင်းရရှိခဲ့ကြောင်း၎င်းတို့ဟာမြန်မာနိုင်ငံသားများဖြစ်ပြီး နိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။၎င်းတို့အနေနဲ့စမုတ်စခွန်၊ဘန်ကောက်၊ချွန်ဘူရီ၊အယုဒ္ဓယာနဲ့စွန်ကလာတို့မှာရှိတဲ့လုပ်ငန်းခွင်များရှိရာကိုပို့ဆောင်ပေးရန်အတွက်ပွဲစားများကိုဘတ်2000နဲ့2400အကြားပေးခဲ့ကြရတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပြီး၎င်းတို့ထဲမှတချို့ဟာနေဆက်ကိုဖျက်ပြီး မလေးရှားကို ဝင်ရောက်ရန်စီစဉ်ထားကြောင်းသိရှိရပါတယ်။ ဒါအပြင်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့နယ်မှာတရက်အတွင်းထိုင်းနိုင်ငံ အတွင်းသို့နယ်စပ်မှတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား89ဦးကိုနေကြားဆောင်တပ်များကဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အော်တိုဘာလ18ရက်နေ့ထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့နယ်အတွင်းမှာရင်များကိုဖမ်းဆီးစစ်ဆေးခဲ့ရာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား55ဦးကို လမ်းပြ2ဦး ရင်သုံးစီးနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းအဆိုပါမြန်မာနိုင်ငံသားများမှာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ရန်တရားဝင်အထောက်အထားစာရွက်စာတမ်းမရှိဘဲဝင်ရောက်လာကြသူများဖြစ်ပြီးအမျိုးသား32ဦးနဲ့အမျိုးသမီး24ဦးတို့ဖြစ်ကြောင်းသိရှိရပါတယ်။အလားတူ အောက်တိုဘာလ18ရက်နေ့ကလည်းထိုင်းနိုင်ငံတက်ခရိုင်ဖုတ်ဖရာမြို့နယ်ဗန်မိုကိုထိုင်းဒေသတဝိုက်မှာနေဆက်မှတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား23ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာအော်တိုဘာလ15ရက်နေ့ကစတင်လိုက်တဲ့တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကိုဘတ်ခေါ်ပန်းရောင်ကနေထိုင်လုပ်ကံကွင်းအသစ်ပြုတ်လုပေးခြင်းလုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်ထားပြီးအထောက်အထားမရှိသူများအားရှာဖွေဖမ်းဆီးမှုများပြုလုပ်နေကြောင်းထိုင်းကိုရောက်လာတဲ့မြန်မာလူငယ်များအနေနဲ့တရင်အချက်လက်တွေကိုတေချာစုံစမ်းပြီးမှ လာရောက်ကြရန်လိုအပ်ကြောင်း ရွှေပြောင်းအလုသမားရေးဆောင်ရွက်သူအချို့ကတတိပေးပြောကြားထားပါတယ်။ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရအောက်တိုဘာလ10ရက်နေ့ကနေအောက်တိုဘာလ16ရက်နေ့အထိနေဆက်မှခိုးဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား435ဦးဖမ်းဆီးခံခဲ့ရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တယ်။အင်အားပြင်းမန္တလေးငလျင်ကြီးတန်ခံခဲ့ရတဲ့နေမြေဒေသတွေပြန်လည်ထူထောင်ဖို့အစီအစဉ်တွေအတွက် ချင်းငွေတွေလျှောက်ထားနိုင်ပြီလို့စစ်ကော်မရှင်လက်အောက်ကမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအော်တိုဘောလ18ရက်နေ့မှာအတည်ပြုကြေညာလာပါတယ်။ငလျင်တန်ခံခဲ့ရတဲ့ဒေသတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့နိုင်ငံတော်ကထည့်ဝင်ပံ့ပိုးတဲ့ရန်ပုံငွေနဲ့တက်တန်း3နှစ်ကနေ9နှစ်အထိရှိတဲ့ချင်းငွေတွေကိုတက်တာတဲ့အတိုးနှုန်းနဲ့ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ပြရပါတယ်။ဗဟိုဘဏ်အနေနဲ့ပြန်လည်ထူထောင်ရေးရန်ပုံငွေရဲ့အတွက်ကနအူမတီရန်ပုံငွေ၊ 7.9ဘီလီယံကို အမျိုးသားတဘာဝ BND ရဲ့ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ7.900ဘီလီယံနဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေကနေ7.200ဘီလီယံထည့်ဝင်ထားပါတယ်။ဗဟိုဘဏ်အနေနဲ့လက်ရှိချင်းငွေလျှောက်ထားနိုင်တဲ့အစီအစဉ်နဲ့ပတ်သက်လို့နေအိမ်နဲ့အဆောက်အုံပြန်လည်တည်ဆောက်ရေးအတွက်အတိုးနှုန်း300ခန့်နှုန်းသတ်မှတ်ထားတယ်လို့အသိပေးထားပါတယ်။ MSME လုပ်ငန်းတွေအတွက်လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်း ရေမီဆိုလာနဲ့ယင်းဤမြုံနံမှုအတွက်900ခိုင်နှုန်းစက်ယုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရေးနဲ့လက်ပတ်နိုင်ရေးအတွက်900ခိုင်နှုန်းနိုင်ငံပိုင်အခြေခံအဆောက်အုံတွေကိုတာဝန်ယူတည်ဆောက်နေတဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက်ယာယီချင်းငွေအတိုးနှုန်း900ခိုင်နှုန်းသတ်မှတ်ထားပါတယ်ပြီးခဲ့တဲ့ match လ28ရက်နေ့ကပြင်းအား9တသမ9အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့်နေပြည်တော်ပါဝင်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်း ကိုးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာလူသေးဆုံးဒဏ်ရာရမှုတွေရဲ့ပြင်လူနေအိမ်တွေစက်ရုံအလုံးယုံတွေစီးပွားရေးလုပ်ငန်းတွေများစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်အော်တိုဘားလ18ရက်နေ့ကစပြီး လာရှိုးတီဘောမန္တလေးလမ်းမကြီးကနေပြန်လည်သွာလာလို့ရပြီလို့သိရပါဗျ။ ရှမ်းမြောက်မန္တလေးလာရှုခရီးစဉ်အတွက် အော်တိုဘားလ17ရက်မှစတင်ကပြည်တော်စုလမ်းမကြီးအတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း ရခင်ပြည်တော်စုလမ်းမကြီးအတိုင်းမန္တလေးမှ နောင်ချိုအထိသွားလာနေရမှာအခုအခါခရီးသွားရင်ငယ်များစတင်သွားလာနေကြပြီဖြစ်ကကုန်တင်ရင်များသွားလာခြင်းမျိုးမတွေ့ရှိရသေးကြောင်းဒေသခံတွေကပြောပါတယ်အဆိုပါလမ်းပိုင်းမှာရှိတဲ့ မိုင်းခွဲဖြက်စီးခံခဲ့ရတဲ့ဂျင်တီတရားကို ပြန်လည်ပြင်ဆင်ထားကကားသေးများကိုသာဖြတ်တန်းတော်လာခွင့်ပြုထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလ23ရက်မှာ TNLA နဲ့ပူးပေါင်းတပ်ဖွဲ့ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တဲ့ဒီပေါ်မျိုးကိုတနှစ်ကျော်အကြာ2025ခုနှစ်အော်တိုဘာလ16ရက်ညပိုင်းမှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့တဲကို အော်တိုဘားလ၁၈ရက်ကစပြီးစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်လာပြီလို့ဒေသခံတွေစီကနေသိရပါဗျ။တရုတ်အစိုးရဂျာဝင်ဖိအားပေးမှုကြောင့် TNLA နဲ့စစ်တပ်အကြားတရုတ်နိုင်ငံကုမင်းမြို့မှာတွဲဆုံဆွေးနွေးမှုများရှိနေတဲ့ဂျာမရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNLA ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်ထိုးစစ်ဆင်က နောင်ချိုမြို့နဲ့ကြောင်မဲမြို့တို့ပြီးနောက်တီဘောမြို့ကို စစ်တပ်ကထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။